ရွှေမုံအလင်းတန်း channel ကပြန်လည်လို့ခြုံဆိုလိုက်ပါတယ်။အားပေးနာစနေကြတဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီကနေ့မှာတော့အမေကိုစားတဲ့တမီဆိုတဲ့ဇလန်လေးရဲ့ဒုတိယပိုင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ဇလန်လေးကိုမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုပါရစေရှင်။အမေကိုစားတဲ့တမီဒုတိယပိုင်းအခန်းရှိမောင်မိုက်နေတဲ့ညတညမှာ မျက်ရည်လေးဟာတော့အိမ်ရှိကပြင်လေးပေါ်မှာထိုင်ပြီးသူမရဲ့လက်ဖွာလေးကို ဖြန့်ကျင်ဝမ်းနေနေရှာ යි ။ငါဘွားဘာလို့ဒီလောက်တောင်ကဲဆိုးရတာလဲ။လူအလုံးမှာလက်ဖွာဆိုတာနှစ်ဖက်ပဲရှိတယ်။ငါကြတော့ဖဲဖဲလက်မှာလက်ဖွာပုံကြီးတစ်ခုရှိနေတယ်။ငါဟာတကယ့်ကို ရွာလူတွေပြောလို့မကောင်းဆိုးဝါးများဖြစ်နေပြီလား။ငါနဲ့ရွယ်သူတွေတောင်းနေကြပြီမဲ့ငါ့ကိုကြတော့အเจ้าကလက်မခံဘူး။ အားလုံးကငါ့ကိုမကောင်းဆိုးပါလို့တရေလိုမျိုးရှောင်ရှားနေကြတယ်။ခုဆိုငါဖေရလေးငါကြောင့်တကြီးအိမ်မှာထိတ်တုံခတ်ခန်းနေရပြီ။ငါဟာဘသူ့ကိုမှကောင်းကျိုးမပေးတဲ့ကလေးဖြစ်နေပြီ။အရှင်ဖေရအေးကျမဘာလုပ်ရမလဲဆိုတာလမ်းပြပေးပါဦးရှင်။သူမဟာဟိုးဝေးကလမ်းမြင်နေရတဲ့ရှေးဟောင်းကျောက်စစ်ဖေရဘောလမ်းမျောဖူးရင်နေညီပေါပေါကြကရေရွက်လိုက်မိ။မြရင်တယောက် သူမရဲ့အရွယ်နှင်းမှမလိုက်အောင်ခံစားချက်တွေပြည့်နေတဲ့ဘဝကိုတွေ့တော့ရင်ငိုရှာရင်းနဲ့ပဲအိမ်ရှိကပြင်လေးပေါ်မှာအိပ်ပျော်သွားရှာရင်းမြိုင်မြိုင်ထထစမ်းမအောင်ရွာတောင်ပိုင်းကဦးချစ်စုရဲ့ကြက်ချံမှာမီးလောင်နေတဲ့မြိုင်မြိုင်နားရဲကျဲလောင်စွာကြားလိုက်ရတဲ့အတန်ကြောင့်မြိုင်လေးကအဲ့ရကနေဆက်ကနေထထိုင်လိုက်မိတယ်ဟင်တောင်ပိုင်းကဦးချစ်စုရဲ့ကြက်ချံမီးလောင်နေတယ်ဆိုပါလား ဒါဒါဆိုငါဘယ်လိုလာပြောပါလဲအတွေးနဲ့အတူသူမဟာပဝင်းကျင်စီကိုမျက်လုံးလေးဝေ့ဝိုက်ကြလိုက်တယ်။အိမ်ပတ်ဝန်းကျင်တစ်ခုလုံးအကြရတော့မကြားရအောင်တိတ်ဆိတ်နေတယ်။ငါအိမ်မက်များမင်းနေတာလား။အိုးဘာပဲဖြစ်ဖြစ်တောင်ပိုင်းကငါသွားကြည့်ရင်အကောင်းဆုံးပဲ။ဟုတ်တယ်။သွားကြည့်ရမယ်။မြရင်ဟာအတွေးနဲ့အတူအတော်ဖြစ်သူမနေမိကိုနှိုးပြီးတော့ရွာတောင်ဘက်ကိုပြေးလာခဲ့တယ်။မနေမိကလည်းသူမဖြစ်သူရဲ့ နှိုးဆော်မှုကြောင့်အိတ်ချင်စိမ့်နဲ့လိုက်ပါသွားရင်မြိုင်လီကရွှေတောင်ပိုင်းမီကင်းနယ်ရှိကိုရောက်တဲ့အခါလယ်ဓမာရီကိုနှိုးပြီးတော့တန်ချောင်ခောက်စီအာဒီကလေးမအချိန်မတော်ကြီးဘာရီလာပြောနေတာလေကွာအေးပြစ်တယ်ကွာစိတ်ပြစ်ဖို့ကောင်းနေကင်းတမရဲ့ညဉ့်ညူရန်ကြောင့်မြိုင်လီကပုံမိုပြီးတော့စိတ်ပူသွားရှာရင်ဒါကြောင့်လေတိမဲ့ဦးလီလူဆိုတာမသိမချင်းဝအောင်အိတ်လို့ရပါလေတည်ရင်မနှိုးဘဲနဲ့တောင်အိတ်ရအောင်မအရေးကြီးတဲ့အချိန်မှာ တိတ်ကိုအေးအေးမက်တာလူကောင်းတွေရဲ့အလုံးမဟုတ်ဘူးဦးချစ်စုရဲ့ကြက်ချံမီးလောင်နေပြီမီးကင်းဆောင်တဲ့ဦးလေးတို့မှတောင်းဝန်ရှိတယ်ကင်းသမားကမျက်ရည်လေးရဲ့အပြော်ကြောင့်အိမ်မုံဆောင်ဟာနဲ့အာမီးလောင်နဲ့အရေးအချိန်မှာဘာမှမတွေ့ရပဲကွငါတို့ဘာမှမလုပ်ပေးနိုင်ဘူးပြောရင်းနဲ့အဝေးစီကိုအကြည့်ရောက်သွားတယ်တန်းဝိနေတဲ့ကင်းသမားကောင်းကင်စည်းလိမ့်တက်လာတဲ့မီးခေါလုံးကြီးကိုကြည့်ပြီးမျက်လုံးပြူးသွားတယ်ဟာဟုတ်တယ်ဟာတောင်ပိုင်းမှာမီးလောင်နေပြီဟဲ့ တန်ချောင်းခေါက်စမ်းခေါက်စမ်းအဖော်ဖြစ်သူကိုဆော့အော်လိုက်ပါလေတန်ချောင်းနဲ့ကြောင်တရွာလုံးလက်နှုတ်ကုန်လုံးကင်းသမားတယောက်နဲ့မျက်ရင်တို့လေးမိကိုရီလိုက်တက်နေတဲ့နေရာစီအပြေးသွားကြရင်ဦးချစ်စုရဲ့ချစ်ချင်မီးလောင်နေရဲ့ဗျငြိမ်းကြပါဦးမြမီမီမီအလိုတန်တွေကထက်စုရွာတရွာလုံးပလောရိုက်ကုန်နေချစ်ချင်တစ်ခုလုံးမီးဟော်တောက်လာနေပြီမျက်ရင်လေးကမီးတောက်နေတဲ့ချစ်ချင်ကိုကြည့်ပြီးတော့တစုံတရာအောင်အယံဆိုရင်သွားရင် ထို့ချင်းရွာသားတွေကရေပုံကြီးရေပုံငယ်တွေနဲ့မိငိမ်တက်ဖို့စူးစမ်းနေကြရင်ညရင်လေးကအတော်ဖြစ်သူရဲ့လက်ကိုလှက်ချရင်မိဆွေးနေ ကြက်ချန်နေဦးတချိန်ထိုပြေးဝင်သွားရင်ဟင်ဘာလို့တားလဲအမလီငါတို့မလေးမိရဲဝင်သွားပြီ လုံကြပါဦးတော်မန်းနေမီကအတန်ကုန်အော်ဟင်ဘာလို့ဟာမှမတိဖြစ်သွားပါရဲ့ရွာသားအလုံးကမိငိမ်မို့အတွက်စောကတ်နေတာကြောင့်မန်းနေမီရဲ့အတန်ကိုမကြားကြဘူးထို့ချိန်မှပဲ မီးဆွဲတွေကြက်ချန်နေမှာတော့မြရင်လေးကမီးစတွေကိုရှောင်ရှိုင်းကြက်တွေလောင်ထားတဲ့ချန်စီယိုတကားကိုဖွင့်လိုက်ပါရင်ပူလောင်းနေမီးအရှိန်နဲ့မီးကိုနှံ့တွေကြောင့်ကြက်တွေကတဆဆအောင်မြင်နေကြတယ်။တကားပွင့်ပေးလိုက်တာနဲ့ကြက်အလုံးကအလိုအရထွက်ပြေးကုန်ကြတယ်။မြရင်လေးကမီးဆွဲနေတဲ့အဖောက်ဘက်ကနေကြက်တွေကိုအပြင်ရအောင်မောင်းထုတ်လိုက်တယ်။တချို့ကြက်တွေကကြောက်လန့်ပြီးပြေးလွှာရင် မီးဟက်ကတိတ်ဆုံးကြပါတယ်။ရွာသားတွေရဲ့လုံလောက်ကြောင့် မိဆွေကျိုးသွားတဲ့အချိန်ကျတော့ကျုပ်ကျုပ်တို့မလေးကိုရှာပေးကြပါဦးကျုပ်တို့မလေးကြစ်ချန်ထဲမှာကဲကြပါဦးတော့မနေမေငိုရန်ကြီးနဲ့အော်တန်ကိုရွာသားတွေတရိပ်ပြုတ်မိသွားတယ်ဒါပေမဲ့သူ့တို့မတရေမလေးပဲတရွာလုံးအမေကိုစားတဲ့သမီးလိုမှတ်ထားကြတာမကောင်းဆိုရမလေးမိလောင်သေးလဲရွာအတွက်နမိတ်ကောင်းသွားတာပေါ့အဲ့လိုတွေနဲ့မနေမေရဲ့အတန်ကိုမတိကျိုးကျွန်ပြုတ်နေကြ යි ဟာငါ့ချက်တွေ ငါချက်တွေထွက်လာပြီဟာငါချက်တွေမသေးဘူးပဲကျပိုင်ရှင်ဦးချက်စုရဲ့တန်ကြောင်းအလုံးရဲ့အကြည့်တွေကစီတန်းထွက်လာတဲ့ချက်တွေစီရောက်သွားကုန်နေဟုတ်တယ်ဟာဒီလောက်မင်းညွန်ကြည့်တာတောင်ချက်တွေဘာမှမဖြစ်ပါလားအော်စရာပဲဟာရွာသားတွေရဲ့စကားကြောင့်မန်နေမေကပုံမပေါက်ကွယ်ပြီနင်တို့ဘာချိုးချိုးနေကြတာလဲဟင်ကျက်ကောင်လောက်တောင်လူတယောက်ကတံပိုးမရှိတော့ဘူးလားအဲ့ဒီကျက်ချန်ထဲမှာငါတူမလေးရှိနေတယ် လူတယောက်မီးတဲ့ဝင်သွားတာဘတူးမှစောက်ကူမဆိုင်ကြဘူးညရင်လေးတခုခုဖြစ်လို့ရတော့တင်းတို့အလုံးကခွတ်မလက်ဘူးဒေါတာတကြီးနဲ့ကျင်းဝလိုက်ပါတယ်ဒီချိန်မှာပဲလူတွေအလုံးရဲ့အကြီးကမိကုံငွေတလူလူရှိနေသေးတဲ့ကြက်ချံစီကိုအကြည့်ရောက်သွားတယ်။ဘာလို့စိတ်ပူနေတာလဲတော်လေး။ကျမဘာမှမဖြစ်ဘူး။ရှုပ်တည်းကြားလိုက်ရတဲ့အတန်ကြောင့်မနှင်မိတယောက်ဆက်ကနေတုံသွားတယ်။ကြည်လိုက်တော့မိလမြင့်ကြက်ချံနဲ့အမြရင်လေး။ ။သူမဟာမမျက်ရင်ကိုပြေးဖက်ရင်နဲ့သူမလေးရေဘာလို့မကြက်ကောင်းမစီရရေလောက်တာလေ။သူမလေးတခုခုဖြစ်သွားခဲ့ရင်ဒေါ်လေးရှင်꽌ရကြည့်ရကွယ်။ဝမ်းသာမြေရီနဲ့ငိုကြွေးနေတော်ရင်လောကမှာလီစိတ်ထားကောင်းရင်ကံကောင်းနေမဟုတ်လားဒေါ်လေးရေ။ကျမဘာမှမကောင်းတာမလုပ်ဘူးလီ။ဒါကြောင့်မို့ဘာအန်တီရမှမဖြစ်တာပေါ့။ညရင်လေးကမနှင်းမီပားပြင်ကမြေရီကိုတုတ်ပေးနေလိုက်တဲ့ ကြစ်ချံပိုင်ရှင်ဦးချစ်စုကမျက်ရည်ရှိအောင်ရှောက်သွားရင်ကျေးဇူးကြည်လာပါရဲ့ခလေးရေမင်းဟာဘသူမှမလုံနိုင်တဲ့အလုပ်ကိုလုပ်နိုင်ခဲ့မင်းကြောင့်မဲငါရဲ့ကြက်ကလေးတွေလက်မြောက်လာရင်ငါဟာကြက်တွေကိုသာသမီလိုချစ်မြတ်နိုးလို့ခုလိုမွေးမြူထားတာပါတရိษံတွေအပေါ်မှာတောင်မြစ်တာထားပြီးတော့ကိုယ့်အသက်ကိုမငဲ့တဲ့ကလေးချောက်ကဘလို့မှမကောင်းဆိုးမှာမဖြစ်နိုင်ပါဘူးမင်းဟာလူတော်လူကောင်းမလေးဆိုတာဦးလေးချက်စုယုံသွားပြီကွယ် ဦးချစ်စီရဲ့စကားကြောင့်ရွာသားတွေကမျက်နှာရှုံ့မဲ့ပြီးတော့လက်မခံနိုင်တဲ့ပုံစံနဲ့လှည့်ပြန်သွားကြတယ်။အခန်းကိုမန်နီမီတယောက်အိဆိုင်လေးမှာဈေးရောက်နေရကတူမလီအရင်ဒေါ်လီကိုဖះကျင်မို့ပန်းချိုးပေးပါလား။တောဆက်ပါတပြင်ကုတ်တွေပောက်နေတာဒေါ်လီမြင်ခဲ့တယ်။အတော်ဖြစ်သူရဲ့အတန်ကြောင့်ညရင်လေးကမိဖို့ကြောင့်နေရထွက်လာတယ်။ဟုတ်ကဲ့ဒေါ်လီကျွန်မတောချိုးပေးပါမယ်။မိဖို့ထဲမှာကြက်တုံနီနှာထားပြီးတယ်။ ငရုတ်တဆုံလဲထောင်းထားပေးရနော်တော်လီညရင်လေးရဲ့စကားကြောင့်မန်နေမေကချိန်နဲ့ပီတီဖြားသွားတယ်အရွယ်နဲ့မလိုက်အောင် လိမ္မာရေးချရှိပြီးတော့အင်ကိုဝိုင်းဝန်းကူညီပေးတဲ့ကလေးညရင်ကပြောဆိုရင်ဖက်နှက်စီးပြီးတော့တော်ဆက်ဘက်ကိုထွက်သွားတယ်အဝေးမှာလမ်းမြင်နေရတဲ့ကျောက်ဆက်ဖျားကြီးကိုလောက်ချီပူးမြော်ရင်တော်ဆက်ဘက်ကိုတရွေ့ရွေ့နဲ့ရှောက်လာခဲ့တယ်တော်ဆက်ပြမှာရှိတောင်ကုန်ကြီးဘော်ကိုတက်ခါနေမှာတော့ရွာသူရွာသားတို့ကိုတွေ့ရတယ် သူတို့ဟာကြောက်တုံးအပိုင်းစာတွေကိုထုတ်ခွဲနေမြရင်ကသူတို့ကိုလမ်းကြည့်ဂုံးမော်တက်လာခဲ့တယ်မြရင်ကတောဆက်မှာပေါက်နေတဲ့ပြည်ငုတ်တွေကိုခိုင်းပြီးတော့တောင်ကုန်းအတိုင်းတပြည်ငုတ်တွေကိုတွေးယူလိုက်တယ်စေးဖို့ပြင်လိုက်တဲ့အခါမှာတော့မတင်မှတ်ထားတဲ့ဖြစ်နေကြုံလိုက်ရပါတယ်မြေပြင်တစ်ခုလုံးစက်ကမိုင်အတွင်မှပဲတိတ်ငနေရမ်းခါသွားတယ်ဟမ်ဒါငလျင်လောက်တာပဲငါမြေပေါ်အမြန်ဝတ်နေမှမြရင်လီကကြာဘူးနာမစကားနဲ့ မြေကြီးပေါ်ဝမ်းလျားမောက်ချလိုက်တယ်။မြေပြင်တစ်ခုလုံး၃မိနစ်လောက်လှောက်ခါသွားချိန်မှာတော့ညိတ်သက်သွားပါရင်မြရင်လေးကဝက်နေရာမှာခဏရက်လိုက်ရင်တနေရာစီကို အကြည့်ရောက်သွားတယ်။ဒီအခါမှာတော့ကောင်းရီထိတ်မှရှိကြောက်တုံးကြီးတုံးဟာတဆက်ဆက်လှုပ်ရမ်းနေတာတွေ့မြင်ရတယ်။သူမရှင်နေပူလောင်ပြီးတော့ကုန်းထိတ်ကိုအသေးအတန်ပြေးလွှားမိသွားတယ်။ကောင်းရီအောက်မှာတော့ကြောက်ထုခွဲနေတဲ့လူတွေ ရှိတယ်မဟုတ်ပါလား။ဒါကြောင့်မီးဦးလေးတို့ဦးလေးတို့ အမြန်ဆုံးဘေးဖယ်လိုက်ပါကြောက်တုံးကြီးကြတော့မေးအတန်းကောင်အော်ဟဲလိုက်ပြီမေးကြောက်ထုတဲ့သူတွေကသူမရဲ့အော်တန်းကြောင့်ကုံမို့မော့ကြည့်ကြရင်ဟာကြောက်တုံးကြီးငါတို့ဘောပြုတ်ကြတော့မေးပြုတ်ကြတော့မေးဟာကြောက်ထုသမားအလုံးအော်ဟဲတန်တွေနဲ့နီးဆက်ရာကိုပြေးလွှားကုန်ကြရင်ဒီချိန်မှပဲကြောက်တုံးကြီးကဂုံထက်ကနေတလိမ့်ပြီးတလိမ့်လိမ့်စင်လာတော့ရင်အမလီကြောက်တုံးကြီးကြလာပြီတော့ကံကောက်ထောက်မှစွာပြီး ကြောက်ထွရဲ့လူတွေအလုံးကြောက်တုံးညက်အန်နေကနေရှောင်ရှားနိုင်လိုက်တဲ့ညရဲ့လေကတောင်ကုန်းအောက်ကိုရောက်လာတဲ့အခါမှာတော့ကျေးဇူးတင်လိုက်တာညရဲ့နေသာကြုံမပြောရင်ငါတို့ရဲ့အသက်တွေဟာတွေးတောင်းမတွေးဘူးတော့နေ့ကိုဘလို့ကျေးဇူးဆက်ရမှန်းတော့မသိပါဘူးဟာရွာသူရသားတွေရဲ့စကားကြောင့်ကုန်းမော်ဆင်လာတဲ့ညရဲ့လေကကျေးဇူးဆက်စရာမလိုပါဘူးဦးလေးတို့အတော်လို့ရေကျွန်မလှုပ်ပေးနိုင်လောက်ကူညီပေးတာပါကျွန်မတို့ဘာမှမလိုအပ်ဘူးဖျားပန်းလာချူတာလီ ဒေါ်လေးစိတ်ပူနေမှာဆိုလို့ပြန်တော့မယ်နော်ပြောပြီးတော့ရွာစားဘက်ကိုလျှောက်လာခဲ့တယ်အမလီတော်ခဲကြပါဦးရက်ကရိုကြီးငါသမီးပလဲဆိုင်လေးအသက်မရှိတော့ဘူးခဲကြပါဦးမပူဆိုင်ရဲ့ငဲတန်ပါမတက်ငွေရံကထဆူရွာရဲ့ညာလာကိုဖျက်ဆီးလိုက်ပါရီပရိစိတ်နေတဲ့တကြီးဖို့တော့ကရက်သွားနေတပဲတွေကိုလှမ်းမိလိုက်တယ်ဖဲရတန်ကြီးလေးကွာပရိစိတ်ကအာယုံနောက်လိုက်တာမသိဘူးတကြီး ကြတော့ကြလိုက်တယ်တေချောင်သွားပြီးစုံစမ်းကြည့်လိုက်မင်းတကြီးတပည့်တွေကထို့သို့ပြောပြီးတော့အင်ရောက်ထက်ကိုဆင်းသွားကြပါလေတကြီးဖို့တော့ကလည်းဆက်ပြီးတော့ပရိစိတ်နေတယ်တကြီးဖို့တော့ပရိစိတ်နေတဲ့အချိန်မှာပဲဘယ်မလဲတကြီးအဆုတ်ပလုတ်ဟဲ့ပြောတော့စေးစရာကောင်းရဲ့ဘာမှမဖြစ်ပါဘူးဆို ခုငါသမီးတေးပြီနေဘာလုတ်ပေးနိုင်လဲတကြီးဆုတ်ရဲ့ဘာမှမဟုတ်တဲ့မကောင်းဆိုးဝါးဘက်ကိုလိုက်နေတဲ့တကြီးလုံးဝကိုမကျေနပ်ဘူး ခုနှစ်တန်းချီပြီးအော်ဟစ်လိုက်တဲ့အတန်းကြောင့်တကြီးဖို့တုတ်တယောက်ဆက်ကနေတုံ့မိသွားရင်ဟာဒါပူစိန်ကတမေဘာရများဖြစ်ပါလဲတကြီးဖို့တုတ်ကအတွေးရင်နဲ့အတူအိမ်အောက်ထက်ကိုအလျင်မြန်ဆင်းလာခဲ့ပြီးထမိန်စနောင်ဆွဲပြီးတော့ငုံကြီးချက်မဖြစ်နေတဲ့ပူစိန်ကနေဘာရဖြစ်နေတာလဲတကြီးဖို့တုတ်ရဲ့အမိကြောင့်ပူစိန်ကရင်ဘက်စီတီးပြီးအမလီမေးရလိုက်တဲ့တကြီးကျုပ်ဘာဖြစ်နေတာလဲကျုပ်တမီးသေပြီတော့ ဘလို့မခေါ်မရဘူးတရေမှာကြိုက်ခံရလို့ကျုပ်သမီးလည်းပလဲစိန်တေးရတာအဲ့ဒါတကြီးတည့်ရဲ့လားတော့အော်ဟဲ့ပြီးတော့ငိုရုံလေးဘာနင်းသမီးတေးပြီဟာလာကြားရတာငါမယုံနိုင်တော့ဖြစ်မိတယ်ပုစိဘေးအချင်းကဆုံးတာလေဘေးအချင်းကဆုံးရမှာလေတော့နိုင်ပြန်နှစ်ချက်တိခရဲဆုံးသွားတာအဲ့ဒါတရေမှာလေးကအသက်နှုတ်သွားတာတည့်ရဲ့လားပုစိန်ကထို့သူပြောပြီးတော့ချုံမွေးချငိုလေး တကြီးဖိုးတုတ်တယောက်ကြံရမရဖြစ်ပြီးတော့ဒါဒါဆိုတကယ်ပဲမြရင်လေးကမကောင်းဆိုတာဖြစ်နေပြီပေါ့ဟမ်ဟုတ်လားမေးလိုက်တာတကြီးဟဲ့မွေကြိုက်ပါတယ်ဆိုမှအပေါက်လေးနဲ့ဆိုလိုလို့ဖြစ်နေပြီတိတ်ကိုသေးကြတာပေါ့ရှင်ကျုပ်ရဲ့တမီးကိုတရေမလေးမြရင်အသက်နှုတ်သွားတာကျုပ်တမီးအသက်ထွက်တဲ့အချိန်မှာမြရင်ကြိုက်ထားတဲ့တန်ရာကြီးကညိုမဲပြီးတော့ဖောက်ကျနေတာတော်ကြီး ပူဆိုင်ရဲ့ငိုကြီးချစ်မစကားကြောင့်တကြီးဖိုးတို့ကဘာလို့ရမှမသိအောင်ဖြစ်သွားရင်ဒီချိန်မှာပဲတကြီးရဲ့ခြံဝိုင်းနဲ့ရွာသားတွေစုပြုံရလာရင်တောက်ကျုပ်တို့လက်မခံဘူးတကြီးမြရင်လေးဟာမကောင်းဆိုးမဟုတ်ဘူးဘာကြောင့်လဲဆိုတော့လူအများကြီးရဲ့အသက်ကိုဒီကလေးမှာကဲတင်ခဲ့တာပြောလိုက်တဲ့ချိန်မှာပဲတကြီးဖိုးတို့ကဟင်းငနဲဖြစ်သွားတယ်ရွာသားတွေကသူတို့ကြောက်ထွေရင်ကြောက်တုံးကြီးရဲ့အန်ရဲကနေမြရင်လေးအော်ဟဲသတိပေးလို့ ်အသက်ချမ်းသာလာတဲ့အကြောင်းအသေးချာရှင်းပြလိုက်တယ်။ဘလို့ဖြစ်နိုင်ပါလဲ။ဒါလုံးဝမဟုတ်ဘူးတကြီး။သူတို့အားလုံးလိမ့်နေတာ။ညဟင်ကတည့်ရဲမှပဲ။တကြီးတည့်ရဲမဟုတ်လား။မိရွမ်းမတောင်သူ့ရဲ့မအီကိုပြန်စားခဲ့လို့မျက်မျက်တိတ်ဆုံးခဲ့ရတာ။သူတို့ပြောတာလုံးဝမဟုတ်ဘူး။ကြုံမရုံဘူးတကြီး။တကြီးဖို့တော့ကရွာသားတချို့ရဲ့ပုစိန်တဲ့စကားကြောင့်အကြံအိုက်သွားတယ်။ဒါကြောင့်မင်းနင်တို့အလုံးတိတ်ဆန်းရွာသားတွေရဲ့စကားကိုငါလက်ခံလို့ ပူးစိန်ရဲ့စကားကိုလည်းငါလက်ခံနေ။ဒါကြောင့်ပလဲစိန်လေးရဲ့အလောင်းကိုစေးစရာနဲ့ငါကိုယ်တိုင်ဆက်စီမယ်။ဒါပဲ။အခန်းတစိန်။တကြီးဖိုးတုတ်ရဲ့အစီအမံကြောင့်စေးစရာကြီးကပလဲစိန်လေးရဲ့ရောက်လာကိုစမ်းတက်ကြည့်ရှုလိုက်တယ်။ဒီကလေးဟာကိုပူးရှိန်တိတ်ပြင်းပြီးတော့တိတ်ဆုံးခဲ့ရတာတကြီး။ဒါဟာတာမန်ဖြစ်ရဖြစ်စေကိစ္စပါ။တိတ်ကိုရိုးရှင်းလွန်ပါလေ။စေးစရာကြီးရဲ့ပြောကြောင့် မပူဆိုင်ကမျက်နှာပြက်တယ်လို့ကကြီးဖို့တုတ်တယောက်အပြုံးိလွမ်းတိုင်းကဲနင်းကြားတဲ့အတိုင်းပဲပူဆိုင်နင်းရဲ့သမီးတေဆုံးရခြင်းကဘာပြောကမှမပေါ့အပူသိပ်ပြင်းလို့အသက်ပါသွားရတာဒီအချိန်မှာနင်းတိတယ်မီငါမားရလားနင်းလွန်သွားလားဆိုတာတကြီးဖို့တုတ်ရဲ့ပြောကြောင့်မျက်ရည်လေးကိုရိုးမြင့်ဖွဲ့နေတဲ့မပူဆိုင်ကဘာမှမပြောနိုင်အောင်ဖြစ်သွားရင်ကျေးဇူးတင်ပါတယ်ဆရာကြီး ဆရာကြီးကိုကျောက်ကခြေကြွခါပြင်ပူဇော်ကပါထပ်ပေးပြစီလက်ခံပေးပါဆရာကြီးတကြီးကဆေးဆရာကြီးကိုခြေကြွခါရဲ့နှစ်ဆငွေကိုပေးရင်ခရော့လိုက်ပါတယ်ဆေးဆရာကြီးကလည်းကျင်းနဲ့အာရဟန်နဲ့ငွေကိုလက်ခံယူပြီးဆေးလွယ်အိတ်ကြီးကိုကောက်လည်ထပ်သွားတယ်ထိုခါမှပင်ရွာသူရသားတချို့ကကျောက်ကျောက်ပြောခဲ့တယ်မဟုတ်လားတကြီးရဲ့အများရဲ့အသက်ကိုကဲတင်တဲ့လူကလူယုံမှလုံးဝမဖြစ်နိုင်ဘူး ကျုပ်တို့အားလုံးရဲ့အသက်သခင်ဂျေဇုရှင်ဟာမြတ်ကြီးဆိုရယ်ကလေးပဲလောကမှာတရားကိုနတ်ဆောင်ပါတယ်တကြီးရဲ့အာလဝံဝိုင်းပြောကုန်ကြတယ်ထိုချိန်မှာပဲမြတ်ကြီးလေးကအတော်ဖြစ်သူဝိုင်းကုန်ကြီးခဲ့တဲ့အတွေ့ကြောက်ဆက်ဖရားကြီးပဲထွက်လာခဲ့ညနေဆောင်ချိန်ဖြစ်တာမို့ကြောက်ဆက်ဖရားကြီးပရဝုံတစ်ခုလုံးတိတ်ဆိတ်အေးချမ်းနေပါတယ်မြတ်ကြီးလေးကကြောက်ဆက်ဖရားကြီးကိုဥချကြော့လိုက်တယ်ဖရားကြော့နေစင်ပါပဲဖရားပေါ်တက်လာတဲ့လူရိတ်တစ်ခုကိုတွေ့လိုက်ရတယ် ဒါကြောင့်လက်ကြည့်လိုက်တဲ့အခါလူကြီး၃ယောက်ကိုတွေ့ရပါတယ်။နှကံမွေးမှုတ်စိတ်မွေးရင်နဲ့အမရွေကြီးနဲ့မျက်နှာကိုကြည့်ပြီးသူမတိတ်ကိုကြောက်သွားတယ်။ထိုလူကြီး၃ယောက်ကကနာမငိမ့်တဲ့မျက်လုံးနဲ့ကြောက်ဆက်ဖရာကြီးကိုကြည့်ရှုနေကြတယ်။၎င်းတို့ကညရင်လေးကိုခရုံမပြုတ်ဝဲနဲ့တီရိုစကားဆုံးနေကြရင်ညရင်လေးကမျက်နှာပေါက်ဆိုတဲ့လူကိုကြောက်ရင်သွားတဲ့အတွက်စက်မနေဝဲတော့ပဲပြန်လာခဲ့တယ်။ ည7:00နာရီခန့်ချိန်ထဆူရလီကထိန်းထိန်းသာနေလာရန်အောင်မှညိတ်သက်စွာအိမ်မောချနေရှာ၏။ညရင်လီလေးအတော်ဖြည့်သူမှနင်းမျိုးဖတ်ပြီးတော့အိပ်ပျော်နေရှာ၏။အိပ်ပျော်နေညရင်ရဲ့အာယုန်ထဲမှာသူမကရှေးဟောင်းကျောက်ဆက်ဖရာကြီးစီရောက်သွားတယ်။သူမဟာဖရာရဲ့ပရောင်မှာလမ်းလျှောက်နေရုတ်တရက်ဆိုလိုကျောက်ဆက်ဖရာကြီးကတိတ်ငနေတုန်ခါသွားတယ်။သူမဖရာရဲ့မျက်နှာကိုငေးဆိုင်ကြည့်နေချိန်ပါပဲ။ ဖယားကြီးရဲ့မျက်လုံးတော်ကနေမြေရီယူစည်းကြလာတယ်။သူမဟာထုံမြင့်ခွန်းကြောင့်အံ့အားတင့်သွားတယ်။ထို့ချိန်မှာပဲကျောက်ဆက်ဖယားကြီးစီထုနဲ့တန်လို့အတန်တွေကြားလိုက်ရရင်မြရရင်ကကျောက်ဆက်ဖယားကြီးစီတရွေ့ရွေ့ချင်းကပ်သွားမြေအတန်ကဖယားရဲ့အနောက်ဘက်ကကြားနေရတာ။ဒါကြောင့်သူမဖះကြီးမျက်နာတော့ငေးဆိုင်ကြည့်နေတဲ့ချိန်မှာပဲဖះကြီးရဲ့မျက်လုံးကနေမြည်ရီရိုစီးကြလာပါတယ်။သူမဟာထုံမြင့်ခွင်းကြောင့်အာအသင့်သွားတယ် ထို့ချိန်မှာပဲကျောက်ဆက်ဖရာကြီးစီချုံနဲ့တန်တွေကြားနေရရင်ညရင်ကကျောက်ဆက်ဖရာကြီးစီတရွေ့ရွေ့နဲ့ရွေ့သွားတယ်။အတန်ကဖရာရင်တော့ကကြားနေရတာ။ဒါကြောင့်မင်းနောက်ဖက်ကိုအသာသွားကြည့်တဲ့ချိန်မှာတော့ကျောက်ဆရာကောင်းနဲ့မျက်နှာရည်ကိုတွေ့လိုက်ရရင်ညရင်လေးကလမ်းဖြတ်ပြီးတော့အကနေသူမအော်လိုက်တယ်။သူမရဲ့တကူလုံးချွေးစားရီရွှဲနှစ်နေလို့အိမ်မက်ဆိုကြောင့်ကြောက်လန့်တကြားနှိုးလာရင်ငါအိမ်မက်မက်နေတာပါလား ိမ်မက်ကကြောက်ဖို့ကောင်းလိုက်တာကြောက်စစ်ဖရားကြီးကမြေကြီးတွေကြနေတယ်ပြီးတော့ညနေကဖရားဘုံမှာတွေ့ခဲ့တဲ့အမရွက်နဲ့လူကြီးသူဘာလို့ဖရားရဲ့နောက်မှာရောက်နေတာလဲဒါဒါကြောက်စစ်ဖရားကြီးမှတခုခုဖြစ်နေလို့ငါ့ကိုအိမ်မက်ပေးတာလားငါဘာလို့ရမလဲညရင်လေးကအတွေ့အနေအတူအိမ်ရဘွားနေထထိုင်လိုက်တယ်တော်လီတော်လီထထထထအောင်တော်လီ သူမရဲ့လုံလုံမှုကြောင့်မနေမေကမျက်လုံးပွင့်သွားရင်อืมဘာဘာဖြစ်တာလဲတူမလီကျမအိမ်မမကောင်းဘူးတော်လေးကျောက်ဆက်ဖျားမှာတခုခုဖြစ်နေပုံရရင်အမြန်လားတော်လေးတောက်ကြည့်မှဖြစ်မင်းသူမရဲ့ပြောကြောင့်မနေမေကမျက်လုံးပြူးသွားရတယ်ဘာဖယားကိုအိမ်မမက်တဲဟုတ်လားဖြစ်နိုင်မမလားတူမလီရေဖယားမှာဘာဖြစ်စရာကြောင့်ရှိလို့လေအချိန်မရှိဘူးတော်လေး တခုခုဖြစ်မှာတော့သိကြတယ်။လာပါအမြင်သွားအောင်။ညရင်လက်ဆွဲရင်ပြောလိုက်တဲ့စကားနဲ့စိတ်လှုပ်ရှားနေတာကြည့်ရင် မနှင်းမိတော့တွေးရခက်သွားပြီ။တူမလေးစိတ်မှာစိုးရိမ်နေသွားကြတာပေါ့။တကယ်လို့ဖះမှာတခုခု ဖြစ်နေခဲ့ရင်ဒေါ်လေးတို့ကြီးဆိုဘာမှလုံနိုင်မှာမဟုတ်ဘူး။တကြီးဖို့တော့ကိုကြောင်းကြရမယ်။လလတူမလေး။နှစ်ယောက်သာတကြီးဖို့တော့အိမ်ဘက်ကိုခတ်တုတ်တုတ်ကလေးရှောက်လာခဲ့တယ်။တကြီးတကြီးထပါအောင်တကြီးအခင်းဆက်တဲ့ဟေ့ အချိန်မတော်ကြီးဘသူရောကွာတကြီးကအင်ငယ်ပြတင်းပေါက်ကနေလှမ်းမိလိုက်ပါတယ်ကျမပါတကြီးရဲ့နှင်းမိပါတိတ်အရေးကြီးလို့ပါတကြီးရဲ့မနှင်းမိရဲ့အတန်ကြောင့်တကြီးဖို့တော့ကအယောက်ထက်ကိုဆင်းလာပြီးခြံတကာဖွင့်ပြီးဘာရီဖြစ်လို့လဲနှင်းမိရရေးကြီးတော့ပြနဲ့အရေးကြီးတယ်တကြီးရဲ့ကြောက်ဆက်ဖျားမှတခုခုဖြစ်နေတယ်အဲ့ဒါတကြီးတွားကြီးမှဖြစ်မယ်မနှင်းမိရဲ့အပြောကြောင့်တကြီးဖို့တော့ကဟေးကနေဖြစ်သွားတယ်ဟေး ေးသားရဲ့လားဟာနင်းဘသူပြောတော့နင်းမီကျမတူမလေးအိမ်မက်မက်သားတကြီးရဲ့ဘာပဲဖြစ်ဖြစ်တေးကြောင်တကြီးလိုက်ကြည့်တဲ့နေတကြီးဖို့ထောက်ကတစ်ချက်စဉ်းစားလိုက်တယ်ပြီးတော့ကျောက်စစ်ဖရာကြီးဟာတိတ်ကိုရှေးကြတဲ့ဖရာတဆူပဲအိမ်မက်ဆိုတာမသေးကြပေမဲ့တေးကြောင်သွားကြည့်မှဖြစ်မယ်တကြီးဖို့ထောက်က၎င်းရဲ့တပည့်မြောက်ကိုနှုတ်လိုက်ပါရင်နီးနားပေါုံကျင်ကရွာသားတွေကနှုတ်လိုက်ပြီးတော့ ဝရင်တောက်ကိုစီနဲ့တကြီးတို့လူစုကမန္နင်းမီတို့နဲ့အတူကြောက်ဆက်ဖျားကြီးပဲထွက်လာခဲ့တယ်။ဖျားကြီးရဲ့ရင်မြင်ပေါ်တက်ခါနီမှာတော့တကြီးတို့အားလုံးခြေလံတုံသွားတယ်။သူတို့အားလုံးဖျားကြီးရဲ့ကနေသူ့နဲ့တန်တွေကြားနေရတယ်။ညရင်လေးကိုရိုင်းအိမ်မက်ထဲအားလို့အတန်တွေကြားရတာကြောင့်ဖယားကြီးအတွက်စိုးရင်စိတ်တွေလှိုက်တဲ့သွားရင်းတကြီးနဲ့ရွာသားတွေဖယားကြီးရဲ့ဝင်ပါကိုရောက်တော့ရပြီကွာ ရွှေဘရက်တွေလက်ကောက်တွေအများကြီးပါလားခုချိန်ဟာစပြီးတော့ဓာရီအလုံးပေတီးရဲ့ပြည့်စည်ဖြစ်သွားပြီကျောင်းဆက်ဖရားကြီးရဲ့နောက်ကထွက်လာတဲ့အတန်းကြောင့်တကြီးနေရွာသားတွေကအခြေအနေကိုရိပ်စားမိသွားတယ်ကျောင်းဆက်ဖရားကြီးရဲ့ထပါတာရိုက်တွေအဖောက်ခံနေရပြီမဟုတ်ပါလားတကြီးဖို့တော့ကဒေါ်ရစိတ်တွေနဲ့အတူလက်သေးဆုပ်ရင်တိတ်ဝမ်းတာမလီနဲ့ဘဲကောင်းနေလေကွာငါရဲ့ဖရားကိုအပြစ်ကျူးလွန်ရတာ ထွက်ခဲ့စမ်းကျုံးဝလိုက်ပါလေဒီခါမှပဲဖះရည်ကိုရင်နောက်ကနေလူ၃ယောက်ထွက်လာတယ်မြရဲ့လေးကမျက်နာမှာအမရွက်ကြီးပါတဲ့လူကိုမြင်ရတာကြောင့်ကြောက်ကြောက်နဲ့အတော်ဖြစ်သူရဲ့လက်ကိုဆုပ်ကိုင်ထားတယ်အမရွက်နဲ့လူကြီးကတရွေ့ရွေ့ရှာလာပြီးတော့တကြီးတို့နဲ့ဝါနှစ်ပြန်လောက်အကွာမှရှက်လိုက်တယ်ငါရဲကမင်းတို့ဖះကိုကျူးလွန်တာဘာဖြစ်လဲငါရဲ့လက်ထဲရောက်ပြီးနေတဲ့ဟာငါပိုင်မဲအေးငါနာမည်ပေသည် အောင်လန်းစရာပေသေးကွာတချိန်ကမင်းတို့ရွာနဲ့လက်ပလာနဲ့ပြန်သွားခဲ့ရတယ်ခုတော့တက်တက်လုံးစားမကုန်နဲ့ရွှေပိုက်ပြီးပြန်ရမယ်ဒါဟာပေသေးရဲ့လက်တော့ပြန်မှုပဲကွာခါထောက်ပြီးပေါ်လိုက်တဲ့လူကြီးရဲ့စကားကြောင့်တကြီးဖို့တို့ကမျက်မှောင်ကျုပ်သွားတယ်ဖေကပေသေးလေမင်းတို့ငါတို့မသိဘူးငါတို့ရွာနဲ့မင်းဟာဘာမှပတ်သက်မှုမရှိဘူးကွာ ဖရားရဲ့ပျက်စီးတွေကိုထားပြီးတော့အေးအေးဆေးဆေးထွက်သွားပြီပါ။တကြီးဖိုးတို့ရဲ့ပြောကြောင်းလူကြီးရဲ့မျက်နှာကြောက်မက်ဖွယ်ကားလောက်တင်းမာသွားပြီ။ငါဟာအောက်လန်းစရာပေးသေးပြီ။ပထမအကြိမ်မင်းတို့ရွာကိုခြေချခဲ့တာရှုံညံ့နဲ့တင်းကြိုက်မြေမှာပြီ။ခုဒုတိယအကြိမ်ခြေချတော့မင်းတို့တရွာလုံးတန်ဖိုးထိုင်ဖရားမြေပဲကွ။ရွာသားတွေရဲ့မီးမြိုင်မှုကြောင့်ပထမအကြိမ်ငါမျက်နှာအမာရွက်ရခဲ့တယ်ဟာ။ ဒီတစိမ်မှာတော့ရွှေတွေပိုက်ပြီးငါပြန်မယ်ကွာအောက်လန်းဆရာပေးသေးရဲ့စကားကြောင့်တကြီးဖိုးတော့ရဲ့အုံနောက်ကအလုံးများသွားဟန်တူပါရင်ပြန်စင်းစားရင်လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကအဖြစ်ကိုပြန်တရေရသွားရင်အောက်လန်းဆရာလူစုရွာတင်းကြိုင်နဲ့ဝင်ပြီးတော့မိနေတဲ့အစိမ့်သိမ်မြတ်မြတ်ရဲ့အလောင်းဖော်ရဖြစ်ရဲ့တင်းကြိုင်ဆောင်ကြီးရဲ့တရင်ပေးမှုကြောင့်အောင်လန်းဆရာကိုရွာသားတွေစုံမလိုက်တဲ့အဖြစ်တကြီးဖို့တုတ်မေကျောထောင်မတက်အန်ကျိတ်လိုက်ပါရင် အေးပထမအချိန်တုန်းကမင်းကဲကောင်းလို့ထိုင်ရပဲရှာခဲ့တာအခုတော့မင်းအသက်နဲ့ကိုအိုးစား꿰ပြီးတာမှတ်လိုက်ခဇူရွာသားတွေသူဘယ်လောက်ရဲလဲဆိုတာမင်းသိစေရမယ်တကြီးဖို့တို့ရဲ့ကျုံးသားတဲ့အကြောင်းအောင်လဲဆရာပေတီးကညနာမဲမောင်ရင်နဲ့ကျင်လွယ်အိတ်ထဲကတမျှကိုဆက်ကနေဆွဲထုတ်လိုက်ပါတယ်ထို့ချိန်မှာပဲမိတွင်နဲ့တေရရှာတဲ့ငါမိမောင်ကြီးကြီးတဲ့ရောက်တာတော့ဒုက္ခပေးတဲ့ကောင်ဘသူမှမင်းကိုမတက်ရဘူး ကျုပ်ကိုယ်တိုင်တက်ရမှာကျုပ်ကျေနပ်မယ်ဟိကိုတာရဲကထော်နေထော်နေရှောက်လိုက်ဝရင်တုံနဲ့ဥပေရီရှာရှောက်သွားတယ်ဝရင်တုံနဲ့လှိုင်းရိုက်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲဥပေတရားထုတ်ကိုဆက်ကနေဆွဲယူပြီးကိုတာရဲလက်ကိုလိမ့်ချိုးလိုက်ပါထုံမြင့်ကွမ်းကြောင့်ညရဲ့ကဖခင်အတွက်စိတ်ပူသွားပြီးအဖေကိုမလုပ်ပါနဲ့မလုပ်နဲ့ရှေရွယ်နဲ့ပြေးသွားလိုက်တယ်ရွာသားတွေလည်းညရန်ပြီးအောင်လဲဆရာတို့လူစုစီပြေးသွားကုန်တယ်ညရဲ့မလာနဲ့ နင်းဖယ်နေစမ်းသွားစမ်းသွားကိုတိုင်ရင်ကဥပေရီရဲ့လက်ထဲကနေလန့်အောင်လိုက်တီးညရင်ကအနာကိုရောက်သွားတဲ့ခါမှာတော့ဥပေတီကကိုတိုင်ရင်ကိုစောင့်တွေ့ပြီးသူမကိုဆက်ကနေဆွဲယူလိုက်တီးညရင်ရဲ့လဲမျိုးဓာတ်နေထောက်ရင်အနာမကတ်နဲ့နော်ဒီမှာတိတ်လားထိုးတက်ပြင်မဲကဖဲကြစမ်းလောဘစိတ်ကြောင့်ဆက်ရိုက်ဝင်နေတဲ့ဥပေတီကညရင်ကိုတစားကန်လှုပ်ပြီးတော့ရွာသားတွေရဲ့လက်ကလွတ်ဖို့စ조사လိုက်တယ်။တမီတမီ ငါသမီးကိုလွတ်ဆန်းကွာကိုတာရင်ကထိုတို့အော်ဟိရင်ဥပိတ္တိဝဲလုံးမာတော်ကြီးရွာသားတွေကထိုအခွင့်ရေးကိုလက်လွတ်မခံမဲဝရင်တုတ်တွေနဲ့ဝိုင်းရိုက်တော်ကြီးကိုတာရင်တယောက်ဥပိတ္တိနဲ့လုံထွေးတက်ပေါ့ရင်ညရင်လေးကိုတွတ်ထုတ်လိုက်ပါရင်ထိုချိန်မှာပင်ဥပိတ္တိကတမြောင်နေကိုတာရင်ရဲ့နောက်ကျောင်းအာကုန်ထိုးလိုက်တယ်အာကနေအော်ဟိလိုက်တယ်ကိုတာရင်ရဲ့အတိုင်နဲ့အတူဟာတာရင်ဓာတ်ထိုးခံရပြီဟိ ရွာကျော်ပြီးတော့လူဘွားဝရေကောင်းလေးမသိမချင်းရိုက်တက်ကြဟိရွာသားတွေကထိုးတုတ်ကြွေးကြော်ပြီးတော့အောက်လန်းဆရာပေတီနဲ့တပည့်နှစ်ယောက်ကိုဝရင်တုတ်တွေနဲ့ရိုက်နေကြပါတော့ရေအောက်လန်းဆရာပေတီနဲ့တပည့်တွေကတော်ရတွေကြနေတဲ့ရွာသားတွေရဲ့ရိုက်နေမှုအောက်မှာအလူအလဲခန်းနေရရှာရင်တကြီးဖို့တုတ်ကအခြေအနေကိုဝင်ထိန်တဲ့အနေနဲ့ဟေးရက်လိုက်ကြစမ်းသူများရဲ့အမကြောင့်ကိုယ့်ရဲ့အပြစ်မဖြစ်စေနဲ့ဒီလူတွေဟာ ငါတို့ဖယားကိုအပြစ်ကြီးလို့တလို့ငါတို့ရွာသားကိုလည်းဓာတ်နဲ့ထိုးတယ်။သူတို့ကိုဖမ်းချုပ်လိုက်စမ်းဥပဒေအရရဲလက်ကိုအပ်ရမယ်ကွ။ကျော်လိုက်တော့မှရွာသားတွေကကိုရှင်တက်သွားပြီးဥပိတိနဲ့တပည့်တွေကရွာသားတွေရဲ့ရှိုက်နှက်မှုကြောင့်ထိပ်ပေါက်ခေါင်းကွယ်ဖူးရောက်ပြီးတော့တွေးလိမ့်လိမ့်ဖြစ်နေရှာရင်မြိုင်လေးကမြေပူပူပေါက်ပေါက်ကြိုက်ရင်ဖခင်ကိုဖတ်ထားရင်အဖေအဖေဘာမှမဖြစ်ဘူးနော်အဖေမျက်လုံးတွေမမိတ်ပါနဲ့အဖေ ထပါဖေထပါနော်ညရင်လေးကဖခင်ကိုဖက်ကြွရင်ရှိုက်ကြီးတငင်ကိုချိန်နေရှာတယ်ကိုသားရဲ့ကြောပြင်တစ်ခုလုံးသွေးရွှဲနေနေတယ်မန်နေမေလေးအကိုဖြစ်သူရဲ့အဖြစ်ဆိုးကြောင့်တသိမ့်သိမ့်နဲ့ရှိုက်ငုံနေရှာရင် ကိုသားရင်ကတုံရင်နေတယ်လည်းနဲ့ညရင်လေးရဲ့ပါကိုလမ်းကင်ရင်မျက်လုံးပွက်လာတယ်တတမီလေးအအဖေခွလသူသူရောကောင်းမှလေးပါကွယ်အာ အလုံးအဖေအမားတွေပါမြရင်လေးကဖခင်နဲ့မျက်နှာချင်းဆိုင်အပ်လိုက်ရဲ့အဖေဘာမှမဖြစ်ရဘူးမွေးကလေးအမေမဲ့ကလေးဘွားပါအဖေအဖေသမီးကိုထားမကြွရဘူးထားမတော့ရဘူးနော်အဖေအဖေသမီးတိတ်ချစ်တယ်အဖေဘာပဲဖြစ်နေဖြစ်နေအဖေဟာအဖေပါပဲအဖေအဖေမမှားပါဘူးတရွတ်တွင်ရေးရွက်လိုက်ပါတယ်ထိုးချိန်မှာပဲကိုတိုင်ရဲ့ပါဇက်ကနေ တို့ရီပတ်ကနေအန်ထွက်လာရင်တကြီးဖို့တော့ကကိုတိုင်ရဲ့အခြေအနေကိုရိုက်စားမိပြီကဲကဲနေမီညိုင်လေးကိုခေါ်ပြီးတော့ရွာပြန်ချေတော့တိုင်ရင်ကငါတို့ခေါ်လာခဲ့မင်းကဲဟိဒီလူရုပ်မာတွေကိုအင်ကော်ခဲ့ကြမိုးလင်းမှာစခန်းကိုအဲ့ရမင်းအမိတ်ပေးလိုက်ပါနောင်ဝေကြီးစီတန်ကထဆုရွာလေးမှာပဲ့တင်ထပ်သွားရင် ရွာပြန်တိုင်းချိုင်းမှာတော့ထဆုရွာတရလုံးရွာလုံးကျွတ်မြတ်တဆုတဝေးတွေရောက်ရှိနေ မနေမီနဲ့မြရင်လေးတွေငိုရှိုက်တန်တွေကကျေးစီတန်ကိုဖုံလန်းသွားတယ်လို့ရွာသားအလုံးရဲ့မျက်နှာမှာမြည်ရင်စားရင်းနဲ့ကိုတိုင်ရဲ့အလောင်းကိုမြေချင်းထဲမှာချလိုက်ချိန်မှာတော့တိုင်ရင်တိုင်ရင်မိမောက်ကိုတိတ်ချက်တိတ်ဆွဲလန့်နဲ့တိုင်ရင်မိမောက်ကိုချစ်တဲ့စိတ်ကြောင့်တမီးရင်ကိုအမေစားရဲ့တမီးဆိုပြီးတတက်လုံးမုန်းတိခဲ့တဲ့တိုင်ရင်နောက်ဆုံးတော့သူမုန်းတိခဲ့တဲ့တမီးကိုကဲတင်အသက်ပေးလိုက်ရရှာဟဲ့ မင်းအတွက်ကအတော်ကိုယူကျုံမရဖြစ်မိတဲ့တိုင် ဖြစ်လေရဘွားမဒီလိုအဖြစ်ဆိုးရင်းနဲ့မကြုံရပါစေနဲ့အချက်ကြီးတဲ့လူအစွဲလန်းကြီးတဲ့လူငါဆူတောင်းပေးလိုက်ပါတယ်ကွာတကြီးဖို့တို့ရဲ့ဆူတောင်းစကားရံကစိုးနှစ်ကြေခွဲတိုင်နဲ့ထွက်ပေါ်လာပါတယ်အလောင်းကြီးပို့ပြေးအခါမှာတော့ရွာသူရွာသားတချို့ကစိတ်ထိခိုက်ငိုကြွေးနေတယ်။မနှင်းမေတို့တူဝရီနှစ်ယောက်ကိုလက်သိမ့်စကားဆိုရင်းနဲ့ရွာဘက်ကိုပြန်သွားကြပါတော့ရီ လူအလုံးရှင်းလင်းသွားတဲ့အချိန်မှာတော့တင်းကြိုင်းမြေတစ်ခုလုံးတိတ်ဆိတ်ပြီးတော့ကြံရည်နေရှာတယ်။ကိုသားရင်နဲ့မြမရရဲ့မြေပုံတစ်ခုကတော့ဘေးချင်းရှင်လေးရဲ့ထဆူရွာရဲ့တင်းကြိုင်းမြေမှာနှစ်ပေါင်းများစွာကြာတဲ့အထိတည်ရှိနေပါတော့တယ်။ဟုတ်ကဲ့ပါပြည်သက်ကြီးရှင်စာရီတုမတ်အိုစာရေးသားထားအမျိုးစားတဲ့သမီးဆိုရယ်ဇလန်လေးကတော့ဒီနေရာမှာပဲအဆုံးသတ်သွားခဲ့ပါပြီ နောက်နေ့တွေမှာလေရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာဇာတ်လမ်းကောင်းလေးတွေကိုတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ခန်းစားနားဆင်ကြပါဦးရှင်။